ားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ချက်ရတာလွယ်ကူမြန်ဆန်ပြီးတောက်လို့လည်းကောင်းတဲ့ခရမ်းချင်းတီချက်ဥဟင်းရည်ကြီးချက်ပါမယ်ရှင်ချက်နီးလေးကလည်းလွယ်ကူပြီးအဟာရဖြစ်စေတဲ့ဟင်းရည်လေးတစ်ခွက်ဖြစ်လို့ဗီဒီယိုလေးကိုစုံထစ်ကြည့်ပေးကြပါအောင်နော်ဟင်းရည်ချက်ဖို့အတွက်ခရမ်းချင်းတီအလက်၃လုံးနဲ့ချက်ဥ၂လုံးသုံးထားပါတယ်ချက်တုံမေအင်းငယ်နဲ့ချက်တုံဖြူဥကြီး၃မှလောက်လည်းသုံးထားပါတယ်ရှင် ။ပကံတစ်ခုရဲ့မှာကြက်ဥနှလုံးကိုဖောက်ထည့်လိုက်ပါမယ်။အရသာအတွက်ကိုတော့စားလီအနေငယ်ထည့်လိုက်ပါမယ်ရှင်။ပြီးတာနဲ့ကြက်ဥကြီးခြေသွောင်းအောင်ကိုခလောက်ထားပြလိုက်ပါမယ်။ပြီးရင်ပြောင်းကုန်မုံထမင်းစားစုံနှစ်စွမ်းစာလောက်ကိုလည်းပကံတစ်ခုရမှာထည့်ပြီးရေလေးအနေငယ်နဲ့ပြောင်းကုန်မုံလေးကြီးကျော်သွားအောင်လို့ဖြောထားပေးပါမယ်ရှင်။ စက်သုံးရှူပို့တော့ဓာပြားရက်ပြီးတော့တိတိနှုံနှုံလေးတွေလှိထားပေးလိုက်ပါမယ်။စက်သုံးမိကိုလည်းလက်တစစ်စာလောင်းလေးတွေပိုင်းဖြတ်ထားပေးပါမယ်ရှင်။ခင်းစင်ဒီပို့တော့ထက်ချမ်းခွဲပြီးတော့အထဲရအစီဒီကိုထုတ်ပြပြီးဖက်ပါပါလေးတွေလှိထားလိုက်ပါတယ်။ပြီးတော့မှအခုလိုမျိုးအတုံးတိတိလေးပြန်ပြီးတော့လှိထားပေးလိုက်ပါမယ် အားလုံးပြီးသွားပြီဆိုရင်တော့ချက်မဲ့အိုးကိုအပူပေးပြီးရောစီလီအနေငယ်ထည့်ပါမယ်ရှင်။ဟင်းရည်ချက်မှာဆိုတော့စီလီကိုတော့အများကြီးမထည့်ပါဘူးရှင်။အနေငယ်လေးရထည့်ပါမယ်။စီကူလာပြီဆိုတာနဲ့ခုနကကြက်သွန်ဖြူနှုတ်လုံးစင်ထားတာလေးတွေကိုထည့်ပေးပါမယ်။ကြက်သွန်ဖြူလေးအနံ့လေးမှုလာတဲ့ထည့်အောင်လို့စီတက်ပေးပါမယ်ရှင်။ကြက်သွန်ဖြူစီတက်နဲ့လေးမှုလာပြီဆိုတာနဲ့ခရမ်းချင်သေးထည့်ထားတာလေးတွေကိုထည့်လိုက်ပါမယ်ရှင်။ ရေမထည့်သေးဘဲနဲ့ဒီခရမ်းစင်ဒီကထွက်တဲ့အရေလေးနဲ့ပဲခရမ်းစင်ဒီလေးကြီးနွမ်းသွားအောင်လို့ခဏလောက်မှုပေးနေပါမယ်။အရသာအတွက်ကခရမ်းစင်ဒီလေးကြီးအနှောမြန်အောင်လို့စားလေးအနေငယ်ထည့်လိုက်ပါရစေ။ခရမ်းစင်ဒီကထွက်တဲ့အရေလေးကခမ်းပြီးတော့တော်တော်လေးနူးနူးအီးလေးဖြစ်လာပြီးအစိမ့်နဲ့လေးပြောက်လာပြီဆိုရင်တော့သူ့ထဲကိုရေလေးအနေငယ်ထည့်ပြီးတော့ထည့်လိုက်ပါမယ်ရှင်။ ခန်းချင်းလေးတွေပို့ပြီးတော့နူးနူးအီအီလေးဖြစ်သွားအောင်လို့အဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးလိုက်ပါမယ်နော်ထည့်ထားတဲ့ရေလေးရလေးခန်းပြီးတော့ခန်းချင်းလေးလေးလည်းနူးနူးအီအီလေးဖြစ်ပြီးခုလိုနေထားလေးရောက်ပြီဆိုရင်တော့ရေထည့်လိုက်ပါမယ်ရှင်ရေကိုတော့ကိုလိုအပ်တဲ့လောက်ထည့်ပါမယ်ကျမကတော့အခုစုစုပေါင်းရေ1လီတာကျော်ကျော်လောက်ကိုထည့်လိုက်ပါတယ်ရှင် ရေကိုကုလအပ်တလောက်ထည့်ပြီးပြီဆိုတာနဲ့ဟင်းရီပုတ်ပွက်စီလာအောင်လို့အဖုံးလေးအုပ်ပြီးတော့တည်ထားပြီးလည်ပါမယ်ရှင်ဟင်းရီလေးပုတ်ပွက်ဆူလာပြီဆိုတာနဲ့အရသာအတွက်ပဲငင်ပြားကြီးအကြည့်ထည့်ပါမယ်ရှင်။ဒီရွက်ဟင်းခက်မုံလေးလည်းအနည်းငယ်ထည့်လိုက်ပါမယ်။အရသာမြည်ကြည့်ပြီးအရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ကော်ရီဖြော်ထားတာလေးထည့်လိုက်ပါမယ်။ ကော်ရီအပြစ်အကျဲကတော့မိမိစိတ်ကြိုက်ထက်နေပါလိမ့်ရှင်တကယ်လို့ကိုကဟင်းရီပြပြလေးစားကျင်နေဆိုရင်တော့ကော်ရီကိုဖြော်ရဲကွာနည်းနည်းများများလေး ဖြော်ထားပါရှင်ကျမကတော့အခုချက်တဲ့ပမာဏဆိုရင် ကော်မုတ်ထမင်းစားစောနှစ်စွန်းစားဖြော်ထားတာကအနည်းတော်တော့ပါပဲရှင်ကိုရီထဲ့ပြီးွားလို့နောက်တစ်ကြိမ်ဟင်းရည်ပြင်ပြီးပုတ်ပုတ်လေးဆူလာပြီးဆိုတာနဲ့ကြက်ဥခောက်ထားတာလေးကိုနည်းနည်းချင်းစီဝိုက်ပြီးရောထည့်ပြီးပါမယ်။ ထဲ့နေရင်လည်းတစ်ဖက်မှာဒီကျဲဥလေးတွေအမြန်ဖက်လေးတွေရအောင်လို့ဇွန်လေးနဲ့ဖွင့်ပေးပါမယ်ရှင်။ကျဲဥဖက်လေးတွေအမြန်လေးတွေရအောင်လို့ခဏလောက်ထက်ပြီးတော့မှုပြီးရတယ်။အနံ့လေးပုံမှုဝအောင်လို့ငရုတ်ကောင်းမောင်လေးထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့နောက်ဆုံးကျမှကျက်တုံမိတ်လေးထည့်လိုက်ပါမယ်။ကျက်တော့မိထည့်ပြီးွားရင်တော့မီးလေးပိတ်လိုက်လို့ရပါပြီရှင်။ ဒါဆိုရင်တော့ချင်းစိမ့်စိမ့်အရန်တာလေးနဲ့အရန်တောက်ဖို့ကောင်းတဲ့ခရမ်းကျင်တီကျဲဥဟင်းရည်လေးရပါပြီရှင်။ရှင်ဟင်းပါမှာထမင်းစားတက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီခရမ်းကျင်တီကျဲဥဟင်းရည်လေးကချက်ရတာလဲလွယ်ကူမြန်ဆန်ပြီးတော့အဟာရလည်းရှိတာမို့ချက်တော့ကြည့်ပါနော်။နောက်ပြီးတော့သူကအချိန်လည်းအများကြီးမပေးရပါဘူးရှင်။ပြီးတော့ဒီဟင်းရည်လေးကချက်ပြီးတော့ပူပူနွေးနွေးလေးတောက်ပဲဆိုရင်ပို့ပြီးတော့တောက်လို့ကောင်းပါတယ်။ ဟင်းရည်ကပြပြလေးနဲ့အရသာကလည်းချင်းစင်းစိတ်လေးနဲ့ဆိုတော့ထမင်းစားလို့လည်းအရင်မိပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်เนาะ